အားလုံးပဲမင်္ဂလာပါခိုင်သူချန်နယ်ရဲ့ကြိုဆိုလိုက်ပါတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာဘာကြောင့်ပြောချင်လဲဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကြည့်နေတဲ့ចောင်းသားចောင်းသူတွေထဲမှာဂျပန်မှာចောင်းတက်နေတဲ့ចောင်းသားចောင်းသူတွေထဲမှာဟာငါတို့ကတော့ဂျပန်ရောက်လို့ရှိရင်ဒီဟုံးကိုကိုတက်ရတော့မယ်အဲ့တော့ငါတို့ဂျပန်မှာကိုယ်တိုင်သွားပြီးတော့ဂျပန်စာသင်တန်းចောင်းတက်တဲ့အတွက်ငါတို့ဂျပန်စာတွေအကြီးအကြီးနေအရန်တော်လာပြီးတိုးတက်လာမှာပဲဆိုပြီးတော့ထင်သားကြတဲ့လူတွေရှိလားမသိဘူးခင်ဗျာနော်ခေတ္တရပြောင်းလဲလာပြီဗျာဘယ်လိုလဲဆိုတော့ကျွန်တော်ဂျပန်မှာចောင်းတက်တော့ဆိုလို့ရှိရင်ကျွန်တော်အခန်းထဲမှာမြန်မာဆိုလို့နှစ်ယောက်ပဲရှိတယ်ကျွန်တော်နဲ့နောက်ထပ်ကောင်မလေးတစ်ယောက်တယ် ကျန်တဲ့လူတွေအကုန်လုံးကကိုရီးယားတွေတရုတ်တွေဗီယက်နမ်တွေရုရှားတွေအဲနီပေါ်ကတော့တယောက်နှစ်ယောက်ပေါ့နော်ချို့ခါကျရင်မွန်ဂိုတွေပါလဲပါတယ်ပေါ့နော်ပြီးရင်ကျွန်တော်နဲ့အတူတူဘေကျင်းကပ်ပြီးထိုင်တဲ့လူဆိုရင်ဒါထိုင်ဝမ်ပေါ့နော်အဲထိုင်ဝမ်ချင်းအဲဒါတွေရှိတယ်ပြောရတော့နိုင်ငံပေါင်းစုံကနိုင်ငံခြားသားပေါင်းစုံနဲ့ကျွန်တော်ကဂျမန်စာတင်ရတာအစိုးမိုက်တယ်ဒါပေမဲ့အခုကျွန်တော်ဗီဒီယိုကြည့်နေတဲ့အချိန်မှာဂျမန်မှာကြောင်းတက်နေပြီပေါ့နော်တခန်းလုံးမှာမြန်မာတွေကြီးပဲမြန်မာလူတွေကြီးပဲပြောနေကြတယ်ဂျမန်စာတိုးတက်ဖို့အတွက်က နည်းနည်းလေးလမ်းသိပ်မမြင်ဘူးဆိုပြီးတော့ကျွန်တော်ကြားရတဲ့ကျွန်တော်ចောင်းသားနေပေါ့เนาะဂျပန်ရောက်သွားတဲ့အချိန်မှာကျွန်တော်ကြားရတယ်ဆရာရဲ့ပေါ့เนาะအကိုရဲ့ပေါ့เนาะဂျပန်မှာចောင်းသားတတ်တာတခန်းလုံးကမြန်မာပြည်ပဲပေါ့เนาะအကုန်လုံးကမြန်မာလိုပဲပြောကြတယ်ပေါ့เนาะအဲမဟာတအနေနဲ့ပေါ့စာတင်တဲ့ဂျပန်ဆရာမအတော်ညီမစကားရိုင်းကြပါမယ်တဲ့เนาะကျမတို့တွေကတမီးတို့တွေကတော့အာဂျပန်စာအိုရဖို့တော့ကိုတော်တော်လေးကိုကြိုးစားအားထုတ်ရမယ်လို့ထင်ပါတယ်ဆိုပြီးတော့သူတို့နောက်သွားကျင်တဲ့ရည်ရွယ်ထားတဲ့ဟလား ဆမ်မွန်ကခိုးတွေတက်ကူတို့တွေကိုတပြေးပြေးနဲ့အရေကြီးနေနှိမ့်နှိမ့်လာကြပြီပေါ့နော်အဲ့လိုမျိုးဖြစ်လာကြပြီဒါကလည်းဖြစ်တင်လားဆိုတော့ဖြစ်တော့ဖြစ်တင်ဘူးပြာနော်ကျွန်တော်တို့ဂျပန်မှာသွားပြီးကြောင်းတက်တယ်ဆိုတော့ရပြောလို့ရှိရင်အတွေ့အကြုံတို့ချင်းလို့ဒါပေမဲ့နောက်ပိုင်းကကျတော့ဂျပန်မှာအဲ့လိုမျိုးဝင်တဲ့လူတွေကရမ်းများလာတော့ပေါ့နော်တင်တဲ့တိတဲ့အတိုင်းပဲလीနော်တတုတ်တတုတ်ကိုအင်တိတ်တတုတ်တတုတ်ကိုထွက်နေတဲ့မြန်မာကျောင်းသားတွေကနေမှမနေတာနေမှမနေတာအများကြီးပဲပေါ့နော်ဒါအဲ့လိုဖြစ်တဲ့အတွက် ပြောလို့ရှိရင်ဂျပန်စာသင်တယ်ဆိုပါလေပညာရေးဆိုရင်လည်းတို့လည်းကြောင်းထောင်တာစီးပွားရေးလုပ်နေရပါတော့။ကျောင်းသားလာလာရရင်လက်ခံမှာပေါ့ဘာလို့လဲဆိုတော့ပတ်စံရရလीနော်ပတ်စံရရတယ်ဆိုတော့ထည့်ပေးမှာပဲလက်ခံမှာပဲဒီအတန်းထဲမှာမြန်မာကျောင်းသားအယောက်20 30ထည့်ဆိုလဲထည့်မှာပဲတို့ကနော်တင့်ဆီယာမပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်အဓိကကျွန်တော်မြန်မာပြည်ကနေဂျပန်သွားတဲ့အချိန်မှာပေါ့နော်ဘာရှိလဲဆိုတော့ဂျပန်စာသင်ကျင်တာလည်းပါတယ်ပြီးတော့ နောက်တက်ဖို့အတွက်ចောင်းလာကတော့ပြီးတော့တချို့ဆိုလို့ရှိရင်ပတ်စံရှာခြင်းတဲ့လူတို့ပေါ့နော်ပတ်တိုင်းလုပ်နေတဲ့ပတ်စံရှာခြင်းတဲ့လူတို့များစွာရှိကောင်းရှိနိုင်မယ်ဂျပန်ရောက်ဝိုင်းတော့ဂျပန်စားအဓိကဖြစ်လာပြီအဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာပြောချင်တာကတော့ N3 ကိုမြန်မာပြည်မှာတည်းရပေါ့နော်အောင်ဖြည့်သွားကြပါဂျပန်သွားမဲ့ចောင်းသားចောင်းသူတိုင်း N3 ကိုအောင်ဖြည့်ဖို့ဖြည့်သွားကြပါလေးလပိုင်းသွားမဲ့လူပဲဖြစ်ဖြစ်စေလာပိုင်းသွားမဲ့လူပဲဖြစ်ဖြစ်ခုနလပိုင်းသွားမဲ့လူပဲဖြစ်ဖြစ်ပေါ့เนาะ N3 ကိုအောင်အောင်ဖြည့်ထားကြပါပြီးွားလို့ရှိရင် စကားပြောလေလေ့ကျင့်တာပါဘာလို့လဲဆိုတော့ဂျပန်ရောက်ဝါမစကားပြောလေ့ကျင့်မယ်ဆိုလို့ရှိရင်ဘာအခက်အခဲတွေ့လဲဆိုတော့ရရောက်ချိန်မှာဂျပန်စာမရအောင်စကားပြောကမပြောနိုင်ဘူးမပြောနိုင်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ပတ်တိုင်းရှာရတဲ့အခါမှာအခက်အခဲရှိတယ်ဘလို့အခက်အခဲကြီးလဲဆိုတော့စကားမရတဲ့လူကဘလို့ဖြစ်သွားလဲဆိုလို့ရှိရင်ဟိုရောက်တဲ့အခါမှာစီနီယာတွေရဲ့အလုပ်သွေးဖို့တော့တိတယ်ဒီကောင်းလေးဂျပန်စာမရပဲနဲ့ဂျပန်ကိုရောက်လာရဲဆိုတော့စကားပြောကြည့်လိုက်ရင်တိတယ်နော်တိတယ်ဆိုတော့ အားတကောင်မရသေးဘူးမရသေးတော့သူဘယ်မှာသွားမလဲဥမာစာကားဝါတို့ရာမာတိုတို့ပစ္စည်းအတင်ချပို့တဲ့နေရာတွေပေါ့နော်ယောက်ျားလေးဆိုရင်အလေးပြအနေနေငယ်မှားရတယ်ပေါ့နော်မိန်းကလေးဆိုလို့ရှိရင်လည်းဟိုတယ်တန်ရှင်းရေးတို့ဟာလားရုံးတန်ရှင်းရေးတို့အိုက်ဘအပိုင်းနေရောက်သွားတတ်တယ်နော်ရောက်သွားတတ်တယ်အဲ့နေရာတွေကလည်းအလုတ်ပဲဗျာနော်အလုတ်ခုမြကုန်ရှိသွားကောင်းလားဆိုတော့ကောင်းပါတယ်ဒါပေမဲ့မကောင်းတာဘာလဲဆိုတော့ဂျပန်သွားရလीဗျာနော်ဂျပန်စကပြောကိုကျွန်တော်ကတိုးတက်ချင်တာဂျပန်စာတိုးတက်ချင်တာအကြောင်းမှလည်းခုနပြောသလို စကားတိုးတက်ဖို့အတွက်ဂျမန်စာတိုးတက်ဖို့အတွက်ကမြန်မာတွေကြီးပဲဖြစ်နေတဲ့အချိန်မှာဟာလာကျွန်တော်ဘာဖြစ်လဲဆိုတော့နောက်ဆုံးမြန်မာထုထုပ်ပြန်ခံပြီးတော့လေ့ကျင့်နေရတဲ့ပုံစံတွေကျွန်တော်ကြားနေရတယ်။အဲဒီတော့လုပ်ငန်းဝင်မှာသာထားပါတော့နော်စားတော့ဆိုင်မှာ service ပေါ့နော်စပွဲထိုးရတယ်ဆိုလို့ရှိရင်အမြဲတမ်းစကားပြောနေရဖြစ်တဲ့အတွက်တဖြည်းဖြည်းအရေးချင်းကတိုးတက်လာမယ်။ဒါမှမဟုတ်လေ store ဆိုင်မှာ convenience store ဆိုင်မှာကျွန်တော် ရေဂျီပေါ့နော်ရေဂျီကန်ရတယ်ဆိုလို့ရှိရင်ဒါကတ်ရှာကန်ရတယ်ပေါ့နော်ငွေရှင်းတဲ့နေရာမှာကန်ရတယ်ဆိုလို့ရှိရင်လေဒါသူတို့နဲ့စကားပြောနေပြောနေနေဂျပန်စာလေးပဲတူးတက်တာလိုက်နေခုနစကားမပြောရတဲ့အလုပ်တွေဆိုလို့ရှိရင်ဂျပန်စာရေချင်းကတူးတက်မှုနှီးကွေးတယ်နှီးကွေးတယ်ပေါ့နော်တချို့စင်ခန်းကြီးတွေတော့မေ့သွားတဲ့အနေအထားဖြစ်တယ်ဒါပေမဲ့ခုနပြောတဲ့စားသောက်ဆိုင်မှာစပွဲထိုးရတယ်နော်ဝန်ဆောင်မှုပေးရတယ်ပြီးတော့ဆိုင်နေမှာစတိုးဆိုင်နေမှာကတ်ရှာကန်ရတယ်ဆိုလို့ရှိရင်စကားပြောတဲ့လေးပဲတူးတက်လာမယ် နောက်ဆုံးပေါ့နော်ဟိုတယ်မှာလောက်ရမယ်ဆိုရင်တော့မှာဟိုတယ်မှာ reception မှာဒီဖုန်းဒါဖြည့်ရတဲ့အပိုင်းတွေမှာဒါသင်လောက်ရတယ်ဆိုလို့ရှင်ဒါဂျပန်စာရေးချင်းတိုးတက်လာနိုင်တယ်အဲ့တော့ဂျပန်ကိုသွားမဲ့ကျောင်းသွားတက်မဲ့လူတွေပဲဖြစ်ဖြစ်အလုံးနဲ့သွားမဲ့လူတွေပဲဖြစ်ဖြစ်မြန်မာပြည်မှာတဲ့အန်ဒရီကိုအောင်းဖြည့်ကြပါအဲ့မှာအောင်းနေဆိုတဲ့နေရာမှာပြောစရာရှိရယ်နော်ကျွန်တော်ဘယ်ညာကြည့်ပြီးအောင်းလာတာလို့ဟာလား60ကျော်လေးနဲ့အောင်းလာတာလို့ကျွန်တော်ကပြောတန်းမှာကျွန်တော်အမြဲတမ်းတွေ့တယ်စာရလားဆိုတော့ပြောရင်ကတ်အောင်းလာတာခိုင်ကြရင်ကန်ကောင်းပြီးအောင်းလာတာဆောင်းပွဲဆိုတဲ့ဟာကျွန်တော်တို့ အရေးချင်းတစ်ခုတတ်မှတ်ပေးလိုက်တာပဲရှိရတကယ်ရလားမရလားဆိုတော့စစ်ဆေးဖို့အတွက်ကခက်တယ်ပြောလို့ရှိရင်တော့180ပေးတဲ့နေရာမှာအမှတ်ပြရရလို့ပေါ့ဒါတကယ်အရေးကြီးရှိတယ်အမှတ်ကဥမာ130လောက်ရရလို့ဆိုလို့ရှိရင်ဒါပြောရရင်ရိုးမီတယ်လို့ပြောမှာပေါ့နော်ဒါပေမဲ့အခိုင်ကျလို့ရှိရင်ကတ်အောင်သွားတဲ့လူတွေကြတော့ဒါပြောရလို့ရှိရင် ABC ခွဲမယ်ဆိုရင်တော့ဗျာလုံးဝအမှတ်ပြနေအောင်တဲ့လူက A ခုန130လောက်နဲ့အောင်တဲ့လူက B ကတ်အောင်လဲလို့ပါစီပေါ့ဗျာနော်စီဆိုလို့ရှိရင်ကျွန်တော်အချိန်နေသိမကောင်းဘူးပေါ့နော်ဒါကတ်အောင်လာဆိုလို့ရှိရင်အဲ့တော့ဘာလို့မလဲဆိုရင်မြန်မာမြန်မာတွေက N3 ကိုအအောင်ကြိုးစားပါ N3 ROI ဆိုရင်ကျွန်တော် N3 level နဲ့ kait ညီတဲ့ဂျပန်စာကိုပြောနိုင်အောင်အသုံးချနိုင်အောင်မြန်မာပြည်မာတွေကအခုသူ speaking သင်တန်းကျောင်းတွေအများကြီးရှိတဲ့အတွက်ကျွန်တော်သင်တန်းမှာမဟုတ်ဘူးကြိုက်တဲ့သင်တန်းမှာသွားပြီးတော့စကားပြောကိုလေ့ကျင့်ပါ DCR နဲ့ kait တယ်ဆိုရင် DCR နဲ့ဆက်ပြီးလေ့ကျင့်ပါ DCR နဲ့အဆင်မပြေဘူးဆိုရင်နောက်ထပ်သင်တန်းကိုပြောင်းပါအဓိကကဘာလို့ဘာလုပ်နေဖို့လိုလဲဆိုတော့လေ့ကျင့်နေဖို့လိုတယ်လေ့ကျင့်နေဖို့အရေးကြီးတယ် လေ့ကျင့်နေပါ မြန်မာပြည်မှာဟလာရာသီဥတွေပူတဲ့အခက်ခဲပေါင်းများစွာနဲ့ဆိုပေမဲ့လေ့ကျင့်နေပါเนาะကျွန်တော်ဟိုနေ့ကတွေ့တဲ့စာကြောင်းလေးတစ်ကြောင်းဆိုလို့ရှင်ဟလာကျွန်တော်ညရသည်ရောက်ပြီဆိုလို့ရှင်မိုးရသည်ရောက်ဖို့စောင့်နေเนาะပြောရလို့ရှိတော့ပူတယ်ဆိုလို့ရှိရင်ကျွန်တော်အေးတဲ့ရာသီဥကျွန်တော်မျောလင့်တယ်ကျွန်တော်အဲ့လိုမျောလင့်နေရဖို့ပဲနဲ့ပူတယ်မဟုတ်လားပူနေရဆိုရင်ကျွန်တော်ဘယ်လိုဖြေရှင်းမလဲအခြေထဲမှာနေတာပဲဖြစ်ဖြစ်เนาะပြီးတော့ကိုယ့်ရဲ့အိမ်ကိုတေချာပေါ့เนาะနေကြတာပဲဖြစ်ဖြစ် နော်အဲကုန်းဖွင့်နာပဲဖြစ်ဖြစ်နောက်ဆုံးမီးပြတ်တယ်ဆိုရင်တော့မှဟာလာကိုကခွန်အားရှိတယ်ငွေသုံးနိုင်တယ်ဆိုလို့ရှိရင်ဆိုလာတက်ပြီးတော့အဲကုန်းဖွင့်နာပဲဖြစ်ဖြစ်လုပ်လို့ရတယ်ပေါ့နော်အဲဒါတော့ဟာဒါတွေကတော့ပတ်စံကုန်တယ်ဆိုပေမဲ့ကျွန်တော်ဒီမှာပြောချင်တဲ့အဓိကရည်ရွယ်ချက်ကဂျပန်ကိုသွားတော့မယ်ကျွန်တော်ကအခက်အခဲပေါင်းများစွာရှိတယ်ကျွန်တော်ဘယ်လိုဖြေရှင်းမလဲဖြေရှင်းမဲ့နေလောင်ရှာပြီးတော့ရတဲ့ပုံစံနဲ့ဖြေရှင်းမှာအဓိကလုံနေဖို့လိုတယ်ဗျမလုပ်ဘူးဆိုလို့ရှိရင်အဆင်မပြေဘူးပေါ့နော်ဥပမာ ဂျပန်ကိုအကြောင်းနဲ့သွားလို့ပတ်တိုင်းရှာတဲ့အခါကျရင်ဘာဖြစ်လဲဆိုတော့ခုနလိုမျိုးဟုတ်လားစကားမရအောင်ဆိုရင်အလေးပင်မားမယ်နေရအရေးချင်းကတန့်နေလိမ့်မယ်နော်စကားရရဆိုရင်ဝင်လို့ရမယ်ပြီးတော့နောက်ပါရှိသေးတယ်ဆိုတော့အလုံနဲ့သွားမယ်လို့ပို့ပြီးသတိထားရမယ်အကြောင်းနဲ့သွားတဲ့လူတွေရတာဂျပန်ရောက်သွားလို့ရှိရင်တို့ကအကြောင်းမှာစာသင်ပေးနေတဲ့အတွက်တို့လေဘယ်ကအလုံထဲမှာမတိုးတိုင်အောင်မှအကြောင်းမှာတို့လေဘယ်ကိုတဖြည်းဖြည်းနဲ့နှိမ့်ပြီးလိုက်ပါအလုံနဲ့သွားမယ်လူတွေကတေချာအတင်းကိုယ်တိုင်အိမ်မြရောက်တဲ့အခါမှာအချင်းကိုအတုံးချပြီးတော့စာကိုဖတ်ကြမယ်စာကိုလောက်ကြမယ် ဲ့လိုမှမလုပ်ဘဲနဲ့အလုံးလုံးတဲ့အိမ်ပြန်လာပြီးတော်ပြီးငါနားတော့မယ်ကွာ entertainment အတွက်ဟာလား Facebook သုံးမယ် TikTok သုံးမယ်ရုပ်ရှင်ကြည့်မယ်ဆိုလို့ရှိရင်လေပြမတိုးတက်လာနိုင်ဘူးဒီဗီဒီယိုကြည့်နေတဲ့ထဲမှာပေါ့နော်တကူတဲ့ညီကိုတို့ဟာလားဒီထက်ပိုပြီးမြင်းတဲ့ level တို့ကျိုးဆိုလို့ရှိရင်ဝက်ပီစာတွေပြောင်းကျင်တယ်တို့ဆိုလို့ရှိရင်ဘာကြီးလိုလာပြီလဲဆိုတော့ဂျပန်စာအရေးကြီးနေလိုလာပြီစကားပြောဖို့အတွက်တည်းနော်ပြီးတော့ပြန်ရကြ communication ကောင်းဖို့အတွက်တည်းအရေးကြီးနေအများကြီးလိုလာပြီဟိုရောက်မှဖြည့်ပါလားဆိုရင်တော့လေဟိုရောက်မှလည်းဖြည့်လို့ရတယ်ဆိုရင်မဲ့အချိန်ကြီးကြတယ်ဗျာနော်ပြီးတော့ အလုတ်တစ်ဖက်နဲ့ကျွန်တော်ကဖြည့်ရမှာအဆင်မပြေဘူးခုမြန်မာပြည်မှာဆိုလို့ရှိရင်တချို့ဆိုရင်အလုတ်မရှိဘဲနဲ့ဂျပန်သားတစ်ခုတည်းလေ့ကျင့်နေတယ်လို့ရှိတယ်။အဲ့လိုလူမျိုးကြီးဆိုရင်မြန်မာပြည်မှာတည်းကအချိန်ကြီးအများကြီးရှိတယ်ဗျာကျွန်တော်စင်ဂျီစင်တက်တွေပေးနေရတဲ့ဆာလို့ရှိရင်မြန်မာပြည်မှာတည်းကဂျပန်မသွားခင်လေ့ကျင့်ပါလူငယ်ပဲပြောချင်တာပေါ့ဆိုတော့လေပျော်သင့်တဲ့အချိန်မှာပျော်ပါတရက်မှာ24နိုင်ရှိတယ်ဂျပန်စာအုပ်တင်ရတရက်မှာ2နိုင်3နိုင်လောက်တော့အချိန်ကြီးမပေးနိုင်ဘူးဆိုလို့ရှိရင်တော့တိုးတက်ဖို့လမ်းကနှီးကွေးမယ်လို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ စကယ်ပြောလေ့ကျင့်နေတယ်ဆိုရင်ကျွန်တော်ရဲ့သင်တန်းမှာလာပြီးတော့လေ့ကျင့်လို့ရပါတယ်တရက်ကို2နာရီလောက်အချိန်ပေးရုံနဲ့3နာရီလောက်အချိန်ပေးရုံနဲ့ဂျပန်စာကိုဂျပန်စကားကိုဂျပန်လူမျိုးတွေနဲ့ဘောနော်အဆင်ပြေပြေချောချောမွေ့မွေ့ပြောဆိုနိုင်အောင်လို့ကျွန်တော်လေ့ကျင့်ပေးနေပါတယ်လာနေလာတိုင်းလည်းတန်ခွက်တိတိရှိပါတယ်နော်ကျောင်းထဲသွားမဲ့လူတွေရောအလုပ်နဲ့သွားမဲ့လူတွေရောဂျပန်မသွားခင်မြန်မာပြည်မှာတည်းကအချိန်ရှိတော့ကြိုတင်ပြင်ဆင်ပါလို့ကျွန်တော်ပြောချင်ပါတယ်အင်တာဗျူးဖြေမဲ့လူတွေဂျပန်ရောက်သွားတဲ့အခါကျရင် ပတ်တိုင်းရှာဖို့အတွက်စကားပြောရမယ်ဆိုလို့ရှိရင်အစကောင်းမှအနှောင့်တိကြပါဘောနော်ခုနကျွန်တော်ပြောသလိုပဲ slow sign နေစောင်းဆိုင်နေမှာစကားပြောတဲ့ position နေမှာအလုတ်ဝင်လုတ်နိုင်တယ်ဆိုလို့ရှိရင်တိုးတက်မှုဟာမြန်ဆန်သွားလိမ့်မယ်အဲ့လိုမှမဟုတ်ဘဲနဲ့အလေးပင်မှအမယ်နေရာတန်ရှင်းပိုင်းနေမှာစကားပြောမရသေးလို့အဲ့လမ်းကြောင်းတွေသွားဝင်တဲ့အခါကျရင်တိုးတက်မှုဟာနှိကွေးဝါနိုင်တယ်တာထွက်တဲ့ရကောင်းလို့ရှိရင်ပန်းဝင်တဲ့အခါကျရင်လည်းကောင်းလိမ့်မယ်ပေါ့နော်မြန်လိမ့်မယ်တာထွက်တဲ့ရနှီးနေရဆိုရင်ကျွန်တော်ပန်းဝင်မှုအတွက်ကိုပန်းမဝင်ကောင်းလာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါမှမဟုတ်လည်း ကျွန်တော်လူချင်းတဲ့လမ်းကြောင်းဘက်ကသွေးဖယ်ပြီးတော့အခိတာမဲပေါ့နော် give up ဖြစ်သွားရလဲဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒါဒီဗီဒီယိုတော့အခုချိန်မှာတင်ကြည့်နေတဲ့လူကနားလဲခြင်းကောင်းနားလဲလိမ့်မယ်ပေါ့နော်ဒါပေမဲ့ဂျပန်ရောက်နေတဲ့လူတွေကကျွန်တော်ဗီဒီယိုကကျွန်တော်ပြောတဲ့အကြောင်းအရာတွေကိုတည်တည်ချာချာကိုအပြည့်အဝနားလဲနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲ့တော့တေကိုတိုင်းလဲနောင်နှမရအောင်မြန်မာပြည်ပါတွေကစူးစမ်းပါလို့ကျွန်တော်ဒီဗီဒီယိုမှာတိုက်တွန်းအကြံပေးပြောကြားခြင်းပါတယ်ခင်ဗျာကဲအားလုံးပဲသိချင်တာရှိရဆိုရင် Facebook Telegram Juju ဗီဒီယိုတိုင်းရဲ့အောက်မှာ description မှာ link တွေရှိပါတယ်အချိန်မီမေးပြီးတော့ဆက်သွယ်ဆုံးသမ်းပေးမြတ်နိုင်ပါတယ်ခင်ဗျအသိဉာဏ်ရှိရဆိုရင်လည်း comment မှာ back ပေးလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ဗောဗျာ bye bye